Chelsea game ကိုဘလို့ကစားခဲ့လေမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရီဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါဒီဗီဒီယိုကဆိုရီကလုတ်ဖို့စီစဉ်ထားပြီးတော့နေမကောင်းလို့အခုမှတင်ပြတာပါ United ပွဲကိုတော့နောက်ပွဲကြမှာပဲနှစ်ပွဲပေါင်းပြောပြီးတော့အရင်ပွဲကြောင့်အနေချင်းထည့်ပြောပေးပါမယ်အရန်နောက်ကြနေလို့ဗီဒီယိုတက်တက်တော့ကျွန်တော်မလုတ်ပေးတော့ပါဘူးဒီပွဲရဲ့တက်ကအကန့်ရှိလို့ပါ ဒီပွဲမှာမဟုတ်ပါဘူးပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲမှာလေကိုင်စီရိုဘလို့အလုတ်လုတ်ခဲ့တယ်လဲဆိုတာမြင်ခဲ့ရပြီးသားပါဒီပွဲအကြောင်းကိုအပိုင်း၃ပိုင်းခွဲပြီးတော့ပြောပြပါမယ်ဒီတော့အင်ထိုလေးပြီးရင်စလိုက်ရအောင်ပါနံပါတ်1ပွဲအကြောင်းဒီပွဲကတကယ်တော့ Chelsea ဘက်ကဂိုးသွင်းတေးကြရင်ဂျာဘတ်ဒိုတာအဆုံးသက်တေးကြမယ်ဆိုရင် hat trick တောင်ရနိုင်ပြီးတော့ဒီထက်လည်းဂိုးပြတ်သွားနိုင်ပါတယ်။ JC ဘက်က game drop သေးချာပြင်ဆင်လာခဲ့တယ်ဆိုတာကိုလည်းတွေ့ရပါတယ်။ Morris ကတခါတခါတော်တော်လေးကိုတော်ပါတယ်။ PSG နဲ့ final ပွဲတရားစီဆိုရင် Liverpool နဲ့ပွဲအဲ့ဒီပွဲတွေမှာဆိုရင်သူ့ဘက်က game drop ဘယ်လိုမျိုးဒီဒီပြင်ဆင်ခဲ့တယ်လဲဆိုတာကိုတွေ့ရပါတယ်။အခုပွဲလည်းအတူတူပါပဲ။ဒီပွဲပြီးမှသူကိုယ်တိုင် ကစားသမားဘဝမှာလောက်လလာမရှိပေမဲ့တရက်ကွက်လုံးနဲ့တယောက်ဖြစ်နေတဲ့ကာရီကာစီရတောင်ချီတူစကားထွက်လာပါပြီ။ကာရီကာအာတီတာနဲ့ပတ်တူရဲ့ level မျိုးအထိရောက်လာပြီလို့မာရက်စကောမတန်မရာချီတူသွားခဲ့ပါပြီ။နံပါတ်1 analysis ချေစီရဒီပွဲမှာ4231ဆိုတဲ့ပုံစံနဲ့ပွဲထွက်လာခဲ့ပါပြီ။ရှဘောဘက်ကလည်း4231နဲ့ပဲပွဲထွက်လာခဲ့ပါပြီ။ချေစီကစားကွက်က4231ဆိုပေမဲ့ off the ball မှာချေစီက4141စတန်ကစားပါရီ ဂျေဂျီကအဲ့လိုကစားရတဲ့အတွက်ဒီ speed တစ်ခုစလုံးကိုကိုင်စီကတောင်းဝင်ယူရတာပါဒါကလေအကြောင်းရှိပါတယ်တပတ်တင်းဘောလုံးကင်ထားတဲ့အချိန်မှာခြေကြီးဘက်ကတိုက်စစ်နဲ့ကွင်းလယ်ငါးအောင်စလုံးကဘောလုံးရှိတဲ့ဘက်ကို press ပေးတာပါဒါကြောင့်ကိုင်စီကိုတယောက်တည်းထားခဲ့တာပါခြေစည်းကဒီဘွဲမှာအတင်းလိုက်ယူရှားပြီးတော့ hybrid ကောင်းကောင်းပေးနိုင်ခဲ့တယ်။ဒီမှာဆိုရင်တော်တင်အပတ်ချမ်းမှာကိုပဲဂိုးစီရှိရနေလူပေးလို့မရအောင် press ဖေးတာရဲ့ pressing zone ကတော်တော်လေးကိုကျင်းတာပါ ခုနခြေစည်းကစားသမား9အောင်စလုံးကဒီဘတ်တချမ်းထဲမှာပဲဘောလုံးထွက်လာလို့မရအောင်ကို press ပြီးထားတာကိုတွေ့ရမှာပါခြေစည်းရဲ့ကစားပုံကိုကျွန်တော်ဒီမှာဒီလိုပြပါမယ်အဒီမှာဆိုရင်ဒီလို41 41မှာဒီမှာကြတော့ဘောလုံးရှိနေတဲ့အချိန်မှာခြေစည်းကစားသမားတွေကဒီလိုမျိုးရွေ့ချာတယ်ဒီမှာဆိုရင်ဒီကစားသမားကပိတ်မိတယ်ဒီကစားသမားလွတ်တဲ့ဒီဘက်ကိုပေးလို့ရပါမယ်အဲ့ဒီကိုဘောလုံးရောက်ဖို့တော့မလွယ်ပါဘူးရောက်ခင်လေအဲ့ဒီကိုအားလုံးကဒီလိုမျိုးဝိုင်းပြီးတော့ပြုံသွားအောင်ပါ ဒီလိုမျိုးဇုံလိုက် marking cap press ပေးပြီးတော့ကစားတာပါခုနအချိန်ကဘောလုံးစုံသွားပြီးဂျာဘတ်ဒူရပါမယ်အဆုံးသက်မကောင်းခဲ့တယ်လို့ကိုသမားလည်းကောင်းခဲ့တာကြောင့်မလို့ဂိုးတော့မရလိုက်ပါဘူးဒီမှာဒီကစားသမားကိုပြီးခဲ့ရင်ဂိုးပြစ်နိုင်ကြီးပုံများသွားမှာပါမမြင်တာမဟုတ်ပါသူဝေမယ်ထင်လို့ကန်းတာပါဒီလိုကစားဖို့အတွက်ကင်စီတို့ကအများကြီးကိုအလုံးလုံးခေရပါဒီနှစ်လိုင်းကြားသူ့ရဲ့အတက်စင်းရတော်တော်လေးကိုကောင်းခဲ့ပါတယ်လို့တော်လို့ဖြေကစားပေးနိုင်တာကိုလည်းတွေ့ရတယ်ဒါပေမဲ့တပတ်က အလင်းမှာကိုင်းစီရိုတယောက်တည်းဖြစ်နေတာကိုသိရဲ့နောက်မှာလောင်းဘောရီကြီးပဲပေးဖို့လှုပ်လာပါတယ်။အဲ့ဒီလိုအချိန်တွေမှာမဲလိုဂူစတိုကဒီအထီကိုတက်ပြီးတော့ press လုပ်ဖို့အတွက်ဝင်ပေါင်းပြီးတော့ဂျိမ်းရဲ့အနောက်မှာပြန်နေပါတယ်။အဲ့ဒီအချိန်အလင်းမှာကျတော့ box shape ဖြစ်သွားပြီးတော့ခဲစစ်ကလည်း3ဘက်ပုံစံဖြစ်သွားတယ်။အဲ့ဒီနောက်အလင်းကနေပြီးတော့ရလာတဲ့ဘောလုံးကိုတောင်မန်နေတောင်မန်နေကိုပြင်ပြန်ဖြန့်ပြီးတော့တောင်မန်နေကနေပြီးတော့တိုက်စစ်ပြန်စီနေ။ဒီမှာဆိုရင်အဲ့ဒီ box shape ကိုမြင်ရမှာဖြစ်ပါတယ်။ ျမတို့ဘေးလိုက်ရတဲ့ဂိုးမာလေးပဲဒီမှာခြေစည်းဘက်ကတယောက်ချင်းမန်တူမန်မာကင်ကိုကတ်ထားတော့ကျွန်တော်တွေ့ရလိုက်မယ်ပထမဆုံးဒီမှာဆိုလို့ရှိရင်နက်တူရဲ့ press ကနေလွတ်ထွက်သွားတော့ဒီ season ထားတဲ့ဒီ9ယောက်ကနေပြီးတော့ press ကလွတ်သွားပါတယ်အဲ့ဒီတော့ဒီ kain si ရောကအရှိကိုတက်လာပြီးပြီးတော့နောက်ထပ် press တစ်ချိန်လှုပ်ပေးလိုက်ပါတယ်အဲ့ဒီကနေကျွန်တော်ဘောလုံးရပါရဲ့အခါကျတော့နက်တူကဘောလုံးကိုလှူပေးမှားတယ်ဒါမဲ့ kain si ရောကအရှိအထိကိုတက်လိုက်လာပြီးတော့နောက်ကကစားသမားရောပါ နောက်ထပ် brush ပေးလိုက်တာအကြောင်းမလို့ဘောလုံးရလာပါတယ်။ကိုင်းစီရိုကစားသမား၃ယောက်လောက်ကဝိုင်းပြီးတော့လူးကြရဲဆိုမြဲကိုင်းစီရိုကဘောလုံးပါမတော်ဆိုတာကတော့အန်အောင်စရာကောင်းပါတယ်။အဒါစပါကစားသမားကြီးရဲ့ညံပြင်းမှုကြောင့်လို့ပဲပြောရမလား။ကိုင်းစီရိုရဲ့ဘောလုံးအထင်းသိမ်းကောင်းမွန်မှုလို့ပဲပြောရမလား။နှစ်ခုရဲ့ရောတစ်ခုပါပဲ။ကိုင်းစီရိုခေရခဲစီအနေထားနဲ့ဂျာဟိုဘတ်ဒူပေးပြီးတော့ဂျာဟိုဘတ်ဒူကလွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းသွားပါတယ်။ ဒီမှာဆိုရင်လည်းခြေစည်းရဲ့ man to man marking ကောင်းကောင်းလေးကထားနိုင်တယ်ဆိုတော့တွေ့ရပါတယ်။နောက်ထပ် off the ball ပြီးရင် on possession ကိုပြောပါမယ်။ on possession မှာဆိုလို့ရှိရင်ခြေစည်းက4213ဆိုတဲ့ပုံစံမျိုးနဲ့ကစားပါတယ်။ခံစင်းနှစ်ယောက်ကကြောက်ဒီလိုမျိုးဘေးဘက်တွေကိုချဲထွက်တယ်။ဂိုသမားဘောလုံးပေးရလိုအောင်လို့လုပ်တာပါ။ကူကူရေလာနဲ့ဂူစတိုတို့ကဒီလိုမျိုးအရှိတူကနည်းနည်းချင်းစီတက်တယ်။ဘာလို့လဲဆိုတော့ center back ကစားသမားတွေဘောလုံးပေးတဲ့အခါမှာလွတ်လွတ်ကျွတ်ကျွတ်ပေးလို့ရအောင် speed ကျင်အောင်လို့လုပ်ပေးထားတာပါ။ အဲ့လိုမျိုးဂူစတိုကဘောလုံးရလာပြီဆိုတော့နက်တိုကပြေးပါပြီကူကူရဲလာရလာရင်လည်းဂါနာချိုးကပြေးတယ်အဲ့လိုပုံစံနဲ့ပဲခြေစီးကအခွင့်အရေးတွေအခွင့်အရေးတွေအများကြီးဟခဲ့ပြီးတော့အသုံးမချနိုင်ခဲ့လို့တော့ဂိုးမပြတ်ခဲ့တာပါအဲ့နောက်ပိုင်းကျတော့တောမတ်ဖရန်ကရနေချက်ချင်းပြန်ပြီးတော့စင်းခိုင်းပါတယ်အဲ့လိုတဖက်ကအနောက်ကိုပြန်ပြေးနေချင်းဂူဇိုကခုနတိုင်းအရှိတီတက်ပါတယ် လွတ်ထွက်သွားတဲ့ခံစည်းရဲ့၃ယောက်တန်းတွေကို Rejain ကဒီလိုမျိုးဝင်ပေါင်းပြီးတော့ဒီစာနာဘက်၂ယောက်ကိုဘေးကိုဒီလိုမျိုးတွေထွက်ခိုင်းပြီးတော့ Bob Lane ကိုပြန်ဆောက်ပါတယ်။ဒီမှာဆိုလို့ရှိရင်ခံစည်းက Rejain ပါဝင်၄ယောက်ပြန်ဖြစ်သွားပြီးတော့4-1 4-1ပဲဆိုပေမဲ့ကစားသမားရဲ့နေရာယူထားတဲ့ပုံစံကတော့မတူတော့တိုက်စစ်ကိုလုံးဝဖိကစားထားတဲ့အချိန်ဆိုလို့ရှိရင် Kuku Rela ရော Rejain ရောဒီလိုမျိုးအရှိကိုရောက်သွားပြီးတော့နောက်တန်းမှာကျတော့၂ယောက်ပဲကျန်တော့ကျွန်တော်တွေ့ရလိမ့်မယ်။ဒါလေးကစားသမားရဲ့နားလေမှုရှိရှိနဲ့ position ပြောင်းပြီးတော့ကစားနိုင်မှုကြောင့် ဒီလိုမျိုးရလကိုထွက်လာခဲ့တာပါအချက်လက်တွေကပြောရမယ်ဆိုရင်တော့ချယ်ဆီကဘောလုံးပိုင်ဆိုင်မှု52ရာခိုင်နှုန်းနဲ့စပါက48ရာခိုင်နှုန်းမှာချယ်ဆီဘက်က15ချိန်ကန်ပြီးတော့6ချိန်အထိ5ပေါက်တဲ့ခဲ့ပေမဲ့တကူးတဲ့ရခဲ့ပြီးတော့စပါကတော့3ချိန်ကန်တစ်ချိန်ပဲ5ပေါက်တဲ့အထိကိုအချိန်ကြီးဆိုးခဲ့တာကိုမြင်တွေ့ခဲ့ရတာပါချယ်ဆီကပွဲကိုအလောက်အထိကိုစူးမူထားနိုင်ခဲ့တာပါ လန်ဒန်ဒါမီနေ့တောင်မှမတူပါဘူးနံပါတ်3ကြီးကျူးရမယ့်သူများ ဒီနေ့ပွဲမှာဂိုးရဖို့ရောနှစ်ကြိမ်နှစ်ခါအားထုတ်ပေးခဲ့ပြီးဂိုးပါဖန်တီးပေးခဲ့တဲ့ကိုင်စီတို့ကျွန်တော်ချီးကျူးခြင်းပါတယ်။နောက်ပြီးတော့ဒီပွဲရဲ့ကစားကွက်မှာအေးပါဂေးတီရီဂျိန်းနဲ့မဲလိုဂူဆိုတို့ကိုလည်းကျွန်တော်ချီးကျူးခြင်းပါတယ်။နောက်ပြီးတော့နီးပြအန်ဆိုမာရက်စကောလည်းချီးကျူးခြင်းနေ။စပါဘက်ကတော့ချေစီရဲ့ကန်သွင်းချက်တွေကိုအများကြီးကာကွယ်နိုင်ခဲ့တဲ့မန်နော့ဒ်မက်ချ်တောင်မှရသွားခဲ့တဲ့စပါဂိုးသမားကိုချီးကျူးခြင်းပါတယ်။ စဘာဘကဒီတောက်ပဲချီးကျူးစရာရှိပြီးတော့လူတိုင်းစိတ်ဝင်စားနေရဲ့လူငယ်ကစားသမားလေးလူစားဝင်လာတဲ့ဇာဘီဆိုင်မွန်ကလေခြေစွမ်းပြနိုင်တယ်တော့ကျွန်တော်မတွေ့ရသေးပါဘူးဂါနာချူရောလေဝါရီပဲကောင်းပြီးတော့ခြေစွမ်းတော့အားရစရာမရှိသေးပါဘူးအဲ့တော့ပြောခဲ့သလိုပဲချယ်ဆီအဆုံးသက်တွေသာတေးကြခဲ့မယ်ဆိုရင်ဒီထက်တောင်မှဂိုးပြတ်မယ်ပွဲပါဒီပွဲကိုချယ်ဆီကထိုက်တိုက်တန်တန်အနိုင်ယူနိုင်ခဲ့တာပါတစ်ဖက်သက်ဆန်ဆန်လန်ဒန်ဒါဘီဖြစ်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ